မန္တလေးတက္ကသိုလ်ပင်မဆောင်ကြီးမီးလောင်ခဲ့တာနဲ့အတူမန္တလေးစကိုင်းနဲ့ကချင်ပြည်နယ်တို့ကတက္ကသိုလ်ဝင်ဆောင်မဝဲအဖြစ်လွှာတွေမီးလောင်ပျက်စီးခဲ့တယ်လို့သိရပါဗျာ။ မလ28ရက်ဒေသစံတော်ချိန်မိုးလဲ12:52မိနစ်3ညနှင့်စက္ကန့်အချိန်မှာမန္တလေးမြို့ရဲ့အရှေ့မြောက်ဘက်20ကီလိုမီတာခန့်အကွာမှာအင်အားရစ်တာစကေ9.8အဆင့်ရှိတဲ့အင်အားအလွန်ပြင်းထန်တဲ့မြင်းကလေးတစ်ခုလှုပ်ရှားသွားခဲ့ပြီးစကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ဒေသနေပြည်တော်ကောင်စီနယ်မြေပဲခူးတိုင်းဒေသကြီးတို့မှာငလင်ဘေးတံကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုအများပြားဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။အဲ့လိုဖြစ်ပေါ်ခဲ့ရမှာ မန္တလေးတက္ကသိုလ်ပင်မဆောင်ဟာလည်းငလင်တန်းကြောင့်ပြိုကျပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တဲ့အပြင်နောက်ဆက်တွဲအဖြစ်မီးလောင်မှုတွေဖြစ်ပေါ်ခဲ့ကြောင်းအဆိုပါမီးလောင်မှုကြောင့်မန္တလေးတက္ကသိုလ်ပင်မဆောင်ကိုရောက်ရှိလျက်ရှိတဲ့2024-2025တက္ကသိုလ်ဝင်ဆောင်မဝဲအဖြစ်လွားတွေဖြစ်တဲ့မန္တလေးတိုင်းဒေသကြီးကဖြည့်ဆို့သူဦးရေ46,944ဦးရဲ့အဖြစ်လွားအုပ်ရေ2,840ဦး စကိုင်းတိုင်းဒေသကြီးကဖြည့်ဆို့သူဥယေ8331ဥယေအဖြစ်လောက်ဥယေပေါင်း43829ဥကချင်းပြည်နယ်က ဖြေဆိုသူဦးရေ1699ဦးရဲ့အဖြေလွှာအုပ်ရေ9189တို့ဟာမိလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။အဆိုပါပြင်းထန်ငလျင်လှုပ်ခတ်ခဲ့တဲ့အချိန်ဟာစာစင်းလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့အချိန်ဖြစ်ပြီးစာစင်းလုပ်ငန်းဆောင်ရွက်နေသူဆရာဆရာမ268ဦးခန့်ဟာစာစင်းလုပ်ငန်းဆောင်ရွက်နေချိန်မှာပြင်းထန်ငလျင်ဖြစ်ပေါ်ခဲ့တာကြောင့်ပင်မဆောင်အောက်ကိုပြေးထွက်တင်းရှောင်ခဲ့ကြရကြောင်းသိရပါတယ်။ အဲ့နောက်ငလင်းလုံခတ်မှုကနေနောက်ဆက်တွဲမီးလောင်မှုတွေဖြစ်ပေါ်ခဲ့စဉ်မန္တလေးတက္ကသိုလ်ပင်မဆောင်ကြီးတစ်ခုလုံးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ရမှုနဲ့အတူမန္တလေးတိုင်းစကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တို့က2024-2025တက္ကသိုလ်ဝင်ဆောင်မှုဝဲအဖြေလွှာတွေဟာလည်းမီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့ငလင်းတန်းသိမ်းခဲ့ရတဲ့ဒေသတွေမှာပျက်စီးဆုံးရှုံးမှုတွေကိုအလင်းမြန်စုံစမ်းစစ်ဆေးတာ၊ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေစောလင့်စွာဆောင်ရွက်တာတွေဆောင်ရွက်လျက်ရှိရလို့သိရပါတယ်။